မိတ်ဆွေတို့အနေနဲ့ကိုကိုကိုစိတ်တကိုးကျင့်စဉ်တွေတခု အောင်မြင်အောင်လုပ်တဲ့နည်းကိုပြည့်ကျင်တဲ့ဆန္ဒတွေပြေဝအောင်လုပ်တဲ့နည်းလူတိုင်းလူတိုင်းအောင်မြင်ကျင်တဲ့လူတီများကျင်တဲ့ကျွယ်ဝကျင်တဲ့ချမ်းသာကျင်တဲ့ချမ်းမာကျင်တဲ့သူများတဲ့ပူပြီးထူးထူးကဲကဲဘဝမှာအောင်မြင်မှုတွေလိုချင်ကြတယ်ဒါလူတိုင်းလူတိုင်းပဲအဲ့ဒီအတွက်ကြောင့်ကိုမှဖုံးလေးတစ်လုံးရှိနေတာပဲမှန်လေးတစ်ချက်ကို့အိမ်မှာအိမ်တိုင်းအိမ်တိုင်းရှိတာပဲကို့ရုပ်ကိုပြန်မြင်ရတဲ့နေရာလေးပေါ့ဗျာ အဲ့နေရာလေးမှာသွားမယ်သွားပြီးတော့သူကကြည့်မယ်အခုကျွန်တော်ကကျွန်တော်မျက်လုံးကိုကျွန်တော်ပြန်ကြည့်နေကျွန်တော်ရဲ့နဖူးပြင်ကိုကျွန်တော်ပြန်ကြည့်နေတယ်ကြည့်ပြီးတော့ငါမကြခင်မှာအောင်မြင်မှုရလိမ့်မယ်ငါပတ်စံတွေအများကြီးရသည်အထိအလုတ်ကျိုးစားနိုင်တဲ့သူတယောက်ဖြစ်လိမ့်မယ်ငါကျမ်းမာရေးကောင်းတဲ့သူဖြစ်ပြီးလူတိုင်းအပေါ်ငါဩဇာတော်မူပြီးလူတွေကငါ့ကိုတွေ့တာနဲ့ချစ်ပြီးချင်ပြီးကျင်နာပြီးတနာပြီးငါ့ကို လူတိုင်းလူတိုင်းကမေတ္တာထားနိုင်ရမယ်အဲစသည်အားဖြင့် ဲ့လိုမျိုးစိတ်တကူကျင့်စေလေးလုပ်ကြည့်ပါဒါကတော့ကျွန်တော်ကျွန်တော်ပြောပြတာအ ਨੇ ကျင်းပဲဖြစ်ပါတယ်အများကြီးချဲ့ပြီးတော့ပြောလို့ရတယ်နော်ကြွယ်ဝဖို့ကြီးပွားဖို့ချမ်းသာဖို့အောင်မြင်ဖို့စိတ်ချမ်းသာဖို့ကျမ်းမာရေးညံ့တဲ့သူကလည်းကို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 ကြည့်ပြီးတော့ငါကျမ်းမာရေးကောင်းတော့မယ်ငါစိတ်ချမ်းသာနေပြီငါမှာဝမ်းနည်းစရာပူဆွေးတော့ကဘာမှမရှိတော့ဘူးငါဒီချဲနဲ့စတယ်ပြီးကံကောင်းတဲ့သူဖြစ်ပြီးမေတ္တာတတ်နေနေတဲ့သူတွေကလည်းကိုကိုကိုပြောမှာပေါ့ ငါဒီချိန်ကနေစတယ်ပြီငါ့ကိုချစ်ခင်တဲ့သူတွေပေါ်များနေပြီငါ့ကိုတွေးတဲ့လူတိုင်းကငါ့ကိုခင်တွယ်လာပြီအဲ့တော့ငါမှာမေတ္တာဓာတ်တွေလွှမ်းခြုံနေပြီငါဒီချိန်ကနေစတယ်ပြီမေတ္တာဓာတ်ကြီးမားတဲ့သူဖြစ်ပြီမေတ္တာနဲ့ပတ်သက်ပြီးငါ့ကိုဘယ်သူမှမရှင်းနိုင်တော့ဘူးငါ့ရဲ့မေတ္တာဓာတ်တွေကလူတွေအပေါ်မှာမှမဟုတ်ဘူးတိရိစ္ဆာန်တွေအပေါ်လည်းလွှမ်းမိုးနိုင်ပြီငါနဲ့ချုပ်တွေ့ရတဲ့လူပေါင်းအားမေတ္တာဓာတ်တွေငါပေးနိုင်ပြီ အဲအဲ့လိုမျိုးတွေးမယ်နော်အဲ့တော့စင်းရနေတဲ့လူအဆင်မပြေတဲ့သူကလည်းငါဒီချိန်မှာအခုကနေစတယ်ပြီးတော့ငါကြီးပွားချမ်းသာတော့မယ်အောင်မြင်တော့မယ်ချမ်းသာတော့မယ်အဲ့လိုတွေးရမယ်နော်အဲ့ဒါကတူတူလေးပြောရမယ်ကိုနှလုံးသားကကြားရုံတော့ပဲပြောရမယ်အော်ကြီးဟစ်ကျမပြောရအောင်နော်အဲ့ဒီအတိုင်းလေးလုပ်ကြည့်ပါဘလောက်လုံးရမလဲလို့မမေးပါနဲ့ကိုအေးအေးဆေးဆေးတယောက်တည်းနေလို့ရတဲ့အချိန်မှာလုပ်ပါတွေးပါ ဘသူမှတိတာမဖုံးနဲ့ကိုနဲ့ပဲတိတာလေဖုံးလေးထဲမှာကိုကအဲ့တိုင်းလေးကြည့်မယ်ကြည့်ပြီးလို့ရှင်ဗီဒီယိုလေးရိုက်ထားပေါ့ရိုက်ထားပြီးတော့ငါဒီရဲနဲ့စတယ်မီဘာနေသားနာမည်ဘသူဘာနေသမီးနာမည်ဘသူကြီးပွားပြီးချမ်းသာပြီးအဲ့လိုမျိုးတွေးရမယ်နော်အဲ့လိုတွေးကြလိုက်ချင်းအပြင်ကိုစိတ်ကိုသူကမြင့်တင်ပေးတာစိတ်တကိုးလို့ခေါ်တယ်အဲ့ဒီစိတ်တကိုးကဘာနဲ့မှမတူဘူးနော်အဲ့တော့ကိုကိုကိုယုံကြည်မှုရှိဖို့လိုတာပေါ့စိတ်သက်ကြနေတဲ့သူတွေကလည်းအဲ့တိုင်းတွေးပါနော်ကိုဖြစ်ချင်တဲ့ဆန္ဒကိုလိုချင်တဲ့အရာကိုကဘယ်သွားချင်တာလဲ ဘယ်လိုဖြစ်ချင်တာလဲကိုဘာဖြစ်ချင်တာလဲဆိုတော့ကိုကိုပြန်ပြီးเนาะကျွယ်ဝချင်တာလားချမ်းသာချင်တာလားစိတ်ချမ်းသာချင်တာအသက်ရှည်ချင်တာလားအခုကြုံတွေ့နေရတဲ့ပူပင်တော့ကတွေလွမြောက်ချင်တာလားအဲ့တော့အဲ့လိုဟာမို့တွေးရင်အလိုရှိရတွေးကြည့်ပါ များများမလုပ်ပါနဲ့เนาะကိုရဲ့တက်စိပေါ့ကိုရဲ့တက်စိကိုအသက်က53နှစ်ဆိုကြပါစို့53ရက်တော့လောက်ရမှာပေါ့ကိုအသက်က80ဆိုရက်ပေါင်း80လောက်ရမှာเนาะ ဲ့ဒီဂျာတိုင်းမှာဘလိုနီးနဲ့မှမပြည့်စင်နဲ့ပြတ်တဲ့အခါမေးတဲ့အခါတော့ရှိမှာပေါ့ရှိရင်အဆအနေပြန်လုပ်မယ်ဗျာအဲ့တော့ဘယ်နေ့အဆလုပ်မလဲဆိုကိုယ့်ရဲ့မွေးနေ့ကနေစပြီးလုပ်မယ်ကိုကတနင်္ဂနွေနေ့မှာမွေးရင်တနင်္ဂနွေနေ့မှာစလုပ်မယ်တလင်းလာနေ့မှာမွေးရင်တလင်းလာနေ့မှာစလုပ်မယ်အင်္ဂါနေ့မှာမွေးရင်အင်္ဂါနေ့မှာစလုပ်မှာပေါ့အဲ့လိုစိတ်တကိုကျင့်စဉ်လေးလုပ်ကြည့်ပါဒါကတော့ကျွန်တော်ဒီနေ့လာပြည့်ညမှာ လာပြည့်နေ့မှာမိတ်ဆွေတို့အတွက် ပြောပြတဲ့ဤလေးပါပဲเนาะအဲ့တော့ဒီနေ့ကဇာတာပလေးနေ့ဖြစ်တယ်ကျွန်တော်ကဇာတာပလေးသားအဲ့ဒီအတွက်ကြောင့်ကျွန်တော်ဒီအဲ့ဒီကျင့်စဉ်လေးကိုစတင်ပြီးတော့လုပ်ပါတယ်ကဲကျွန်တော်မိတ်ဆွေတွေလည်းအချိန်မီသေးတယ်ဗျာအဲ့ဒါလေးကိုလုပ်ကြည့်ပါဟုတ်ပြီเนาะအဲ့တော့ကိုယ့်ရဲ့အသက်ဘလောက်လဲကိုကိုကိုသိအောင်လုပ်ပေါ့ဗျာမသိတဲ့လူကလည်းလူတိုးပူလျှော့ပေါ့ဗျာလုပ်ပေါ့နော်အဲ့တော့လူတိုင်းလူတိုင်းကိုယ့်အသက်ဘလောက်ဆိုတာတော့သိကြမှာပါအဲ့ဒီအတိုင်းလေးလုပ်ကြည့်ပါပတ်စံလဲတပြားမှမကုန်ဘူးကိုကိုကိုဘဝင်ညှင့်တယ်နဲ့ ကျင့်စဉ်လေးပေါ့ဗျာငါဒီချင်းနဲ့စတဲ့မြေကြီးပွားပြီးချမ်းသာပြီးအားလုံးနဲ့သိမြတ်ပြီးကိုလိုချင်းနဲ့ကားတွေရအောင်เนาะကိုလိုချင်းနဲ့တိုက်တာအဆောက်တွေရအောင်ကိုသွားချင်တဲ့နိုင်ငံကိုပေးချင်တဲ့သူတွေကိုစုံချင်တဲ့သူတွေကိုမစုံချင်တဲ့သူတွေအရာအားလုံးကိုကိုဆူတောင်းလို့ရတာပေါ့အဲ့တိုင်းလေးလုပ်ကြည့်ပါเนาะအဲ့တော့မိတ်ဆွေတို့အနေနဲ့ငွေကုန်ကြေးကြလည်းမများဘူးကိုဘောင်ကိုတယောက်တည်းတွေးနေတာဗျာအဲ့တော့ချစ်တဲ့ရီစာဆွဲလန်းသလိုမျိုးကိုယ့်ရဲ့ရင်ထဲမှာနှစ်နှစ်ခါခါ တွေးရတယ်ဆွဲလန်းရတယ်အဲ့လေသူ့အကြောင်းစားလေသူ့အကြောင်းအဲ့ဒီပုံစံမျိုးကိုကတတိဖြစ်ခြင်းငါတတိကြီးဖြစ်ရမယ်အဲ့လိုမျိုးတွေးရမယ်နော်음အဲ့ဒီအတိုင်းလုပ်ကြည့်ပါကဲကျွန်တော်ကြော်စိမ်းဖတ်ပါဒီလောက်ပါပဲနော်အဲ့ဒီအတိုင်းလုပ်ကြည့်ပါအဲ့ဒီလိုမျိုးလုပ်လိုက်တာနဲ့မိတ်ဆွေတို့အတွက်ထူးခြားသွားပါလိမ့်မယ်